ဘဝမှာအခက်ခဲတွေကြုံတိုင်းလူတော်တော်များများကမဖြစ်နိုင်ဘူးမလွယ်ကူဘူးလို့တွေးပြီးလက်လျှော့လိုက်ကြတယ်။ဒါပေမဲ့မိတ်ဆွေတစ်ချက်လောက်အုံနောက်တုံးကြည့်ပါ။အုံနောက်ကိုတေချာတုံးပြီးလှုပ်မယ်ဆိုရင်မထင်တာတော့တွေဖြစ်အောင်လုပ်နိုင်တယ်။မထိုးဖောက်နိုင်ဘူးလို့ထင်တဲ့နေရန်တွေကိုတကယ်ရှိုးဖောက်နိုင်တော့တယ်။ကျွန်တော်တို့မှာရွေးစက်စရာတွေရှိတယ်။ဘဝကိုခံစားချက်နဲ့ထိန်းချုပ်ယူမလား။ ဒါမှမဟုတ်အုံနောက်နဲ့ထိန်းရှုပ်ယူမလားထိန်းရှုပ်ပုံမတူတာနဲ့လူတယောက်နဲ့တယောက်ဘွားကအများကြီးကွာသွားတယ်မလုံနိုင်ဘူးဆိုတာအုံနောက်ကိုမတုံပဲခံစားချက်နဲ့ဆုံးဖြတ်တာလုံနိုင်လဲဆိုတာအုံနောက်တုံပြီးလှုပ်ဆောင်လိုက်တာအသေးပဲကတခါတလေရှုံလိုက်တာမဟုတ်ဘူးအကောင်းဆုံးဒီစနစ်မတုံတာမိတ်ဆွေအုံနောက်ဆွမ်းအားကိုမတုံလို့ပါမိတ်ဆွေတို့အုံနောက်ကိုဖွင့်ပေးလိုက်တဲ့အချိန်ကမိတ်ဆွေတို့ဘဝပြောင်းလဲမဲ့အချိန်ပါပဲ ခက်ခဲတယ်လို့ပြောနေမဲ့အစားအုံနောက်နဲ့စဉ်းစားကြည့်လိုက်အဖြေတစ်ခုထွက်လာတယ်။စိတ်တနာတစ်ခုကျုံလာတယ်။ဆယ်စက္ကန့်လောက်ထိုင်ပြီးစဉ်းစားပါမိတ်ဆွေတို့။တေချာသွေးပြီးဖြေရှင်းမလား။ဒါမှမဟုတ်ခံစားချက်နဲ့ဖြေရှင်းမလား။ဒီဆယ်စက္ကန့်လေးကမိတ်ဆွေရဲ့ဘဝကိုဥတီချက်ပြောင်းသွားနိုင်ပါတယ်။စိတ်တနာတစ်ခုဖြစ်ပြီးဆိုရင်ဘာကြောင့်ဖြစ်တာလဲစဉ်းစားပါ။ ပြဿနာရဲ့အဓိကအရင်းမြစ်ကိုတွေးရတယ်။အရင်းမြစ်ကိုတွေးရင်တော့အဖြေကတခုတည်းရှိမှာမဟုတ်ဘူး။မိတ်ဆွေတို့မှာရွေးစစ်ရာအဖြေတွေအများကြီးရှိတယ်။ပြဿနာကိုစိတ်နဲ့ထိန်းချုပ်လို့မရပါဘူး။ဒါကြောင့်ပြဿနာကိုထိန်းချုပ်ဖို့အဆင့်၃ဆင့်ဆင့်ကိုတိဖို့လိုပါတယ်။နံပါတ်၁ပြဿနာကိုအောင်မြင်မှုလို့မြင်အောင်ကြည့်ဖို့လိုပါတယ်။နံပါတ်၂ပြဿနာရဲ့အရင်းမြစ်ကိုရှာပါ။ နံပါတ်3ဆုံးဖြတ်ချက်တစ်ခုချပါမိတ်ဆွေဘဝမှာအရှုံးတွေကဘဝကိုမပြတ်စည်းစေနိုင်ပေမဲ့မတွေးခေါ်ရင်တော့ဘဝကိုဖျက်ဆီးစေပါတယ်အုံနောက်ကိုတုံးလေးလေးစဉ်းစားလေးလေးဥတီချက်မှန်ကန်လေးပါပဲဘဝကိုမိတ်ဆွေရဲ့အုံနောက်အတုံးချမှုကိုပုံမူတည်ပြီးပြောင်းလဲတိုးတက်နိုင်ပါတယ်မေဆွေကဘဝကိုခံစားရှက်နဲ့တိဆောက်မယ်ဆိုရင်ပြူလဲချက်စီရှင်းမှတပါ မရှိနိုင်ပါဘူး။ဒီ mindset လေးကိုနားစင်ပြီးလို့အကျိုးတစ်ခုခုရှိမရှိကိုတော့ comment မှာဝေဖန်ခဲ့လို့ရပါတယ်။ channel လေးကို subscribe မလုပ်ရသေးရင်လုပ်သွားပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။